ပြန်လည်စုံစည်းကြမယ်ပြောင်ဦးစောနဲ့ဂင်ဟေယော 2024ဒုတိယလေးပိုင်းစိတ်မှထွက်ရှိခဲ့တဲ့ TVING Roomcom Lovely Runner ဟာစတင်ထွက်ရှိလာကစားမှကောလာဟာလာတွေနဲ့ဝေဖန်မှုတွေခံခဲ့ရပေမဲ့လည်းအပိုင်းချုပ်ပြီးမှဝေဖန်သံတွေအလုံးတိတ်ဆိတ်ခဲ့ပြီးတနစ်တာအတွင်းအအောင်မြင်ဆုံး series တွေကတစ်ခုဖြစ်ခဲ့ပါတယ်။ Drama ရဲ့အောင်မြင်ရတဲ့အကြောင်းရင်းတွေထဲမှာခေါင်းဆောင်ပါဝင်ထားကြတဲ့ပြောင်းဝူးစောနဲ့ကင်ဟဲယွန်းတို့ရဲ့လိုက်ပတ်ညီမှုတွေကြောင့်လည်းအဓိကပါဝင်နေပါတယ်။အခုတော့ Drama ထုတ်လွှင့်ခဲ့တာတနစ်အကြာမှာတော့ဒီအတွဲလေးပြန်လဲစုံစည်းကြမှာကိုမြင်တွေ့ရတော့မှာဖြစ်ပါတယ်။ April 10ရက်နေ့ တင်းတွေမှာဖော်ပြချက်အရ Asia Star Entertainer Awards ASEA Heron ရဲ့ပွဲစီစဉ်ရေးကော်မတီဟာမေလ28နဲ့29မှာဂျပန်နိုင်ငံယိုကိုဟာမာက K Arena ယိုကိုဟာမာမှာကျင်းပပြုလုပ်သွားမယ်။ဒီနှစ်အတွက်စူပေးဝဲခန်းနာမှာပြောင်းဦးဆော့ပါဝင်သွားမယ်လို့ကြေညာခဲ့ပါတယ်။ ပွဲရဲ့ပထမနေ့မေ28မှာ The Boys Studio နဲ့ Ive Yee တို့က MC ဖြစ်တာဝန်ယူသွားကြမှာဖြစ်ပါတယ်။မင်းသားဂျန်ကွန်ဆော့က Desan Grand Prize ဆုကြီးကိုအဲ့ဒီနေ့မှာချီးမြှင့်ပေးမယ်လို့သိရပါတယ်။မေ29ဒုတိယနေ့မှာတော့ Gin Hae Yoon က Monster X Hyeowon The Boys Yeowon နဲ့အတူ host အဖြစ်ပါဝင်သွားမှာဖြစ်ပါတယ်။ ဒုတိယနေ့အတွက်ဒဲဆန်ကိုချိမြင့်ပေးရမယ်သူကဗျောင်းဥစောဖြစ်တဲ့အတွက်အဲ့ဒီနေ့စင်ပေါ်မှာဗျောင်းဥစောနဲ့ခင်ဟဲယွန်းတို့ပြန်လဲဆောင်တွေ့ကြမှာဖြစ်ပါတယ်။ April 10ရက်နေ့တုန်းကပြုလုပ်ခဲ့တဲ့ Lovely Runner Team ရဲ့ First Anniversary ကိုလည်းနှစ်ယောက်လုံးတက်ရောက်ခဲ့ကြပါသေးတယ်။ဒါပေမဲ့လည်း award show မှာတွေ့ဆုံတာကတော့2024 Asia Artist Awards တုန်းက နောက်ဆုံးဖြစ်ပြီးဒီမှာ Lovely Runner နဲ့ပြောင်းဥစောကစု6ခု၊ခင်ဟဲယွန်းကစု4ခုရရှိခဲ့ကြပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။